င်္ဂလာပါခင်ဗျာဇန်နဝါရီလ29ရက်နေ့ကရန်ကုန်လေစိမ့်မှာဖြစ်ပွားခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဥက္ကဋ္ဌလောက်ကျန်ခံရတဲ့ဖြစ်စဉ်မှာလောက်ကျန်သူကြည်လင်းဟာဥက္ကဋ္ဌကိုလောက်ကျန်ပြီးမှတက္ကစီကိုကာယံပြီးတော့ထပ်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတက္ကစီကမောင်းမပေးပေတဲ့ရတက်ဖွဲ့တွေအများပြည်သူတွေနဲ့ပူးပေါင်းပြီးတော့လောက်ကျန်သူကိုဖမ်းဆီးနိုင်အောင်ပါဝင်ကူညီခဲ့ပါတယ်သူကတော့တက္ကစီရင်မောင်းဥကျော်ဦးပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်လို့ဥကျော်ဦးနဲ့တွေ့ဆုံမိမြတ်သွားမှာဖြစ်ပါတယ်ကျွန်တော်အာကာပါဟုတ်ကဲ့ဥကျော်ဦးမင်္ဂလာပါခင်ဗျာမင်္ဂလာ ဟုတ်ကဲ့ပါပထမဦးဆုံးအခုလက်ရှိဦးရဲ့ကျမ်းမာရေးအခြေအနေကောင်းရလားခင်ဗျာကောင်းပါလေကျမ်းမာရေးအခြေအနေကောင်းပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဦးပြမအောင်နေလေပေါ့နော်ဦးရဲ့လက်ရှိမိသားစုခြေနေရနောက်ပြီးတော့ကျွန်တော်တို့ဒီတက္ဆီရင်မောင်းနေလေပေါ့နော်ဘယ်လိုမျိုးလုပ်ဖြစ်သွားလဲဆိုတာလေအဲ့ဒါလေးကိုလည်းတစ်ချက်လောက်အရင်ရှင်းပြပေးပါလားခင်ဗျကျွန်တော်ကမိသားစုအားလုံးကကျွန်တော်အပေါင်းဝင်၅ခုရှိတယ်အားရောက်ရှိတယ်ကျွန်တော်ဇနီးတွေကတော့ဟို သုံးနှစ်လောက်ရှိပြီစီကျူသွေးတို့တက်ပြီးတော့ဒီနေနဲ့ဖြန့်သွားတော့ကျမကြီးတိတ်မကောင်းကျွန်တော်မှသမီးနှစ်ယောက်သားတစ်ယောက်ရှိတယ်သမီးကြီးကတော့အရင်ကချက်ပြုတ်ရွှော့ဖို့ပေါ့မေးမေးနဲ့နေတယ်တားအလက်ကဒဂုံတက်ကတူမှာဒဂုံဒဂုံတက်ကတူပါဟိုနေ့ဟိုနေ့တောင်ဆုံးနေ့နောက်ဆုံးနေ့ဇူးမိချာနဲ့တက်တယ်သမီးအငယ်လေးကတော့အခုဒဂုံတက်ကတူမှာပထမနေ့စတက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီတက်စီရှင်နေရှင်ဘောเนาะဘယ်လိုမျိုး စပြီးတော့မောင်းပြစ်ခဲ့တယ်ဆိုတာလေးလည်းရှင်းပြပြပါအောင်ခင်ဗျာကျွန်တော်ကအဲထောင်ကူက63ကနေပြီးတော့2005ခုနှစ်ထိပေါ့နော်ကျွန်တော်ကုန်းလန်းပို့ဆောင်ရေးကုန်းလန်းပို့ဆောင်ရေးမှာကျွန်တော်ဟိုအနှားရဌာနရခီးတဲ့ပို့ဆောင်ရေးအမှန်ငါးလိုက်ပါတယ်ကျွန်တော်အငယ်တန်းစီတော့အကြီးတန်းစီကျွန်တော်တာဝန်ထမ်းပြီးကျွန်တော်2005ခုနှစ်ဇွန်လတည့်ရနေ့မှာကျွန်တော်လှုပ်ထွက်လှုပ်ကနှုတ်ထွက်ပြီးကျွန်တော်အဲ့လိုပေါ့ ကျွန်တော်ကိုစီဝိုင်းနဲ့ကိုအပြင်လုံးနဲ့ကျွန်တော်လှုပ်ကြည့်ခြင်းနဲ့ဆိုပြီးအလုပ်ထွက်လိုက်တာလှုပ်ထွက်ပြီးတော့ကျွန်တော်ဒီဒီတစီတစီမလှုပ်ခင်မှာကျွန်တော်ဆယ်ပေကားတစီနဲ့ကျွန်တော်အောင်မင်္ဂလာဘေးမှာဘိုးသားဆူခေါက်တူဆွဲတာပေါ့ခေါက်တူဆွဲတယ်နောက်ကျွန်တော်ခေါက်တူကားတွေကကွန်ပျူစီတွေကတိတ်မဝင်တော့တိတ်ပြီးတော့အဆင်မပြေတဲ့နေ့တွေများတော့ကျွန်တော်အဲ့ဒါရောင်းပြီးတော့ကျွန်တော်အဲ့ရဲ့စတက်စီမောင်းတာပေါ့တက်စီမောင်းတော့ခုနှစ်နှစ်နေပါတော့ရှိတယ် ဲ့လိုမောင်းတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါဦးဇန်နဝါရီလ29ရက်နေ့ညနေ9:00နာရီဝင်ကျင်ပါတော့အဲ့ဒီအချိန်မှာဖြစ်ခဲ့တဲ့ဟာလေးကိုကျွန်တော်တို့ဆက်ပြီးတော့မေးကြပါတယ်ခင်ဗျာအဲ့ဒီနေ့ကဦးအနေနဲ့အဲ့ဒီနေရာကိုစပြီးတော့ရောက်သွားဖြစ်ခဲ့ပုံလေးကိုအရှင်ရှင်းပြပြပါဦးခင်ဗျာရောက်သွားဖြစ်ခဲ့တာတော့ကျွန်တော်ကမြောက်ကလာနေတယ်ဆိုတော့ဟိုကားကျက်တဲ့နေရာများတော့ကျွန်တော်ကအဲ့ဒီမြေငါတော်လေရင်ခွင့်ရပြန်တယ်မြေငါတော်လေရင်ခွင့်ရပြန်ပြီးတော့ကျွန်တော်တဒါကြီး ဒါကြီးပေါ့အဲဘလုံးခွဲဘက်ကကျွန်တော်ဆင်းတယ်ဆင်းပြီးကျင်ကျွန်တော်ဆေးကြောပဲအုတ်ကလမ်းတက်ကျွန်တော်မောင်းပြီးခေမာတီလမ်းနေမောင်းရင်ကျွန်တော်အိမ်ကိုနီးတယ်ကျွန်တော်အဲ့လမ်းအဲ့လိုပဲပြန်လာအဲ့လိုပြန်မယ်ဆိုပြီးတော့ပြန်နေကြတဲ့ကျွန်တော်ပြန်တော့အဲ့ကျွန်တော်လေစိတ်ဟိုနေဟွန်တာမင်းနေတရီအဝိုင်းနာမြောက်ခင်အမရုပ်ရုပ်ကြည့်ရအောင်နော်ရေးတွေရတယ်ပြေးတာလေရေးတွေရပြေးတာတနက်တွေပါလေကြည်ပေးတာလေတွေ့အဲ့ရှိရကျွန်တော်ပစ္စည်းရောဆက်တူထားတဲ့နေရာနားမှာလေဒုတိယဒုတ်တွေဆိုပါလိဆွဖြစ်နေကြတယ် မရတော့ကျွန်တော်ကကားကိုအစီအစဉ်ဖြည်းဖြည်းမောင်းပြီးတော့ဘာမှန်းဖြစ်တယ်မသိဘူးပေါ့နော်တစီရေမောင်းချင်းချင်းပဲရန်ဖြစ်လို့သူတို့ရဲတွေဆင်းအောင်လာလားမသိဘူးဆိုပြီးကျွန်တော်အဲဘဲဘဲချောင်းပဲငေးပြီးဖြည်းဖြည်းမောင်းလာဖြည်းဖြည်းမောင်းမောင်းလာတော့ဒီဟိုဟာပေါ့လူအုပ်နဲ့ကျွန်တော်မျက်စောင်းထိုးတော့ရောက်တဲ့နေရာလာမှာလူအုပ်ကဒီရှေ့ဘက်ချောင်းကိုကြည့်တော့ဒါဆိုရှေ့ဘက်ချမ်းဘာရှိလဲမသိဘူးဆိုပြီးကျွန်တော်ကကျွန်တော်အဲ့ချိန်မှာဥကောင်းကိုကျွန်တော်ညာဘက်ကိုပြန်ကြည့်တဲ့အခါမှာခုနခုနလူဘောနော် ဟိုဂျင်းလင်းဆွဲလူကိုကျွန်တော်တော့တွေးလိုက်။တွားတယ်ဆိုသူနဲ့ကျွန်တော်နေရ3ဘီ4ဘီလောက်ပဲရှိပါတော့။အဲ့ချိန်မှာသူကရက်ဆိုတော့ကျွန်တော်ရက်လိုက်တယ်။ဒီနေ့အချိန်မှာသူကကားကောင်းကနေပြီးတော့ပတ်ပြီးတော့ကျွန်တော်ဘယ်ပဲချမ်းကိုသူကလာတယ်။လာပြီးတော့သူတကားဆွဲဖွင့်တယ်။တကားဆွဲဖွင့်တဲ့အခါမှာတော့ကျွန်တော်ကတော့ဒီလိုကလူဆိုးမှန်းသိလိုက်ပြီ။ဘာဖြစ်လဲဘေးကလည်းအော်နေအောင်ငါလူလူနေရောပြစ်သွားလဲငါလူလူနေရောပြစ်သွားလဲဆိုတော့ဒီလိုကလူဆိုးပဲသူပြစ်ပြီးထွက်လာတာဖြစ်လိမ့်။အဲ့တော့ဘယ်လိုလုပ်ရရင်ကောင်းမလဲဆိုပြီးကျွန်တော်ကအတူ6တစ်ဖက်အတင်းမှာ ချောတစ်ဖက်အတင်မောင်းထွက်တယ်သူဟန်ကျဲပြတ်နိုင်တယ်ဆိုကျွန်တော်ချောတစ်ဖက်အတင်နဲ့တင်ကျွန်တော်မောင်းထွက်တယ်မောင်းထွက်တော့သူကချောတစ်ဖက်ကကားပေါ်မှာချောတစ်ဖက်ကမြေအဲကိုကလေးလမ်းပေါ်မှာတခါထပ်ပြီးတော့ကျိုင်းကျိုင်းတစ်ဖက်ကတခါကျမြင်ရပြီးတော့ပါလာအဲပါလဲအချိန်မှာကျွန်တော်ဆယ်ပြီလောက်နေပါရောက်တဲ့အခါမှာဟိုဘက်ကသူ့အုပ်ကကျွန်တော်ဂျင်မောင်းနေလို့ပြောပြီးအဂျင်မောင်းနေအုပ်စုကခဲရီကိုင်းတဲ့ဂျင်မောင်းနေဆိုတော့ပြေးလာပြီးတော့သူ့ခဲနဲ့ပြစ်တာပေါ့ခဲနဲ့ပြစ်တဲ့ပြီးတော့ကားတကဘောနဲ့ဖုံး ဟိုရှေ့ရှေ့ဘုံနဲ့ဘုံမှန်တယ်ကျွန်တော်မှန်ဟိုထောက်ပြီးမှန်တယ်ခဲတွေဖွားဖွားကြတယ်အဲ့ချိန်မှာကျွန်တော်ကဘရိတ်အုပ်တယ်နောက်ပြီးထိုးတယ်ပြီးထိုးပြီးကျွန်တော်ဆက်ပါတတ်လိုက်ဆက်တတ်တဲ့အချိန်မှာအဲ့လူကကျွန်တော်ကားလေးကိုရောက်လာထိုင်ထိုင်ကြပြီးရောက်လာတဲ့အချိန်မှာသူကကျွန်တော်ကိုဘယ်ဘက်လက်နဲ့တနတ်ချိန်ဘယ်ဘက်လက်လိုထင်တာပေါ့ပြစ်ဆိုကကျွန်တော်ပဲချိန်တယ်မဖူးတက်တဲ့ကိုသူကချိန်ထားပြီးကျွန်တော်မောင်းလို့ပြောတော့ကျွန်တော်မမောင်းဘူးမမောင်းပြောပြကျွန်တော်အလိုနေတဲ့အချိန်မှာသူဖယ်ဆိုပြီးတော့ကျွန်တော်မမောင်းရင်ဖယ်ဆိုရင်ခြောက်တစ်ချောင်းထိုးမလာ ကျွန်တော်ထိုးဝင်လာတော့ကျွန်တော်ခြေောက်ကလေးနဲ့ကလန့်လာတော့အဲ့ဒီအချိန်မှာပဲအလီကကခုနခဲနဲ့ပြည့်တဲ့လူတွေကအလီကရောက်လာမှထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါအလီကရောက်လာပြီသူ့ကိုခဲနဲ့ထုလိုက်တယ်လို့ပဲထင်တယ်သူသူကကိုကိုတချမ်းဆောင်ပြီးကျွန်တော်ပဲရောက်လာတယ်အဲ့မှာသူရေကျွန်တော်အချိန်နဲ့တဏှာပြောင်းသွားရိမ့်သွားတယ်တော့ဘက်ဂျီမန်တီကော်ရော့ကြားတယ်အဲ့ဒီကြားတဲ့အချိန်မှာသူ့ကိုတခါဝုန်းဆိုအောက်ကိုဆွဲချလိုက်အောက်ကိုဆွဲချလိုက်တော့မှကျွန်တော်ကအဲ့မှာကပတ်ကောင်းလေးဖြုတ်ပြီးတော့ ကျွန်တော်ဆင့်ကြည့်တဲ့ကောင်းအောင်ပတ်ပြီးဆင့်ကြည့်တဲ့အချိန်မှာ तू ကဝင်းရမောက်ရဖြစ်သွားပြီဟိုဟိုသူ့ကိုဝင်းရမောက်ရမှာ तू နောက်ပြန်မင်းခတ်တိတ်ခတ်ထားတယ်နောက်ပြန်တတိတ်ခတ်တာ तू ရဲချောခွနေတော့ရက်တယ်နောက်ကျွန်တော်ကကားပေါ်မစီခင်မတနက်ဖောက်တာတစ်ချက်ကြားတယ်ကျွန်တော်ကားပေါ်ဆင့်တဲ့အချိန်မှာအမှကျဲရဲရရှိတော့တနက်တစ်ခါထောင်ဖောက်တယ်ထောင်ဖောက်တော့ဒီလူကိုကျွန်တော်ကားပေါ်ကိုအပေါ်ဆွတ်တင်တယ်ဟုတ်ဆွတ်တင်တဲ့အချိန်မှာကျွန်တော်ကားကိုကျွန်တော်ကမောင်းမှုကြည့်လိုက်တော့အမှရဲမှုကြီးတယောက်ကထိုင်းနေ ခိုင်းတော့သူကဂျင်မောဆေးတဲ့ခိုင်းထားတဲ့အတွက်ကျွန်တော်အမှကျွန်တော်ရှေ့ရတယ်ခုနလူစုဆင်းသွားတဲ့ဆွဲချတဲ့နေရာမှာလေအဲဟိုဟိုဒါရဲရရှိပေါ့ရဲရရှိတဲ့ကခိုင်းမယ်လို့တော့ကျွန်တော်ဆရာဒါကျွန်တော်ကားပါကျွန်တော်မောင်းလာပါအဲကျွန်တော်ကိုယ်နဲ့စကန်းလာပေးရစီဆိုတော့သူတို့ကျွန်တော်ကိုခေါ်ခေါ်သွားတယ်ခေါ်သွားခေါ်ကကျွန်တော်အဲမှာစကန်းနဲ့ဒီစိတ်ရဲစကန်းနဲ့ကြောက်သွားတော့ကျွန်တော်အဲ့ ठी ပါပဲကျွန်တော်ခန္ဓာဟုတ်ကဲ့ကျွန်တော်ဒီခန္ဓာကဒါဦးပြောသလိုဆိုဒါခဏလေးရှိတယ်ဒါပေမဲ့ ကျွန်တော်ဦးလုတ်ခဲ့တဲ့ခါဒီမှာဆိုလို့ရှိရင်ဒါစက္ကန့်ပိုင်းလေးတွေအတွင်းမှာဟိုချက်ချင်းဟိုဆုံးဖြတ်ချက်ချပြီးတော့လုတ်ခဲ့ရပါတော့ပထမတစ်ပိုင်းအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တိလိုက်ရတာကဒီလုတ်ကြံသူပေါ့နော်လုတ်ကြံသူကြည်လင်းကကားပေါ်ကိုတက်ဖို့ကြိုးစားတဲ့အချိန်မှာဒီခြေတစ်ဖက်အတက်မှာဦးကားကိုထွက်လိုက်တယ်ဟုတ်ကဲ့အဲ့ဒီအချိန်မှာဒီဆုံးဖြတ်ချက်ကိုဘယ်လိုမျိုးချပြစ်သွားတာပေါ့နော်ဒါစက္ကန့်ပိုင်းလေးအတွင်းမှာချပြစ်သွားတဲ့အချိန်လေးပြောပြပြပါဦးခင်ဗျကျွန်တော်ကမောင်းလာတော့ဟိုပါလေရဲတွေကြည်စံသေးတာတွေ့တယ် စီစံပေးရတယ်တွေ့တယ်ဒီလိုကတဏ္ဍသမမန်းတီလို့သူရှေ့တက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကပတ်တဲ့အချိန်မှာကျွန်တော်မလွတ်တော့ဟုတ်ကဲ့ကျွန်တော်မလွတ်တော့ဘူးဆိုတော့ကျွန်တော်ကဘယ်လိုလုပ်ရမလဲကျွန်တော်ဆက်ပြီးတော့မောင်းလို့ရှိရင်ရှေ့ဆက်ပြီးတော့ဒီလူကိုခေါ်တင်မောင်းလို့ရှိရင်နောက်ကပြစ်မှာအဲ့အချိန်မှာကျွန်တော်ကပြန်စဉ်းစားရတယ်ရှေ့တိုးလေကျွန်တော်ကသွားပြီကျွန်တော်နောက်ဆုံးအချိန်များတဲ့အချိန်မှာသူဟန်ချက်ပြအောင်လုပ်ဖို့အတွက်ကျွန်တော်ပထမစဉ်းစားရတယ်ကျွန်တော်စိတ်အေးထားပြီးသူဟန်ချက်ပြအောင်ဘယ်လိုလုပ်ရမလဲ၆တစ်ဖက်ကတော့တင်းရမယ်ဘယ်သူမှမဆိုဒီကားဝတ်တင်း၆တစ်ဖက်တင်းရ အဲ့ခြေောက်တစ်ဖက်အတင်မှာမောင်းလိုက်ရင်သူကိုယ်ယူကားဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့အဲ့အချိန်မှာသူကအဲ့မှာကျွန်တော်ထင်တဲ့အတိုင်းပဲခြေောက်တစ်ဖက်တက်တယ်ကျွန်တော်မောင်းတယ်သူဟိုပချမ်းကြည့်နေသူကောင်းတစ်ဖက်ခြေောက်တစ်ဖက်တင်နေတယ်ကျွန်တော်မောင်းတယ်မောင်းတဲ့အချိန်မှာကျွန်တော်ဆွေပြီးမောင်းတဲ့အချိန်မှာသူကတကားပေါင်းမြတ်လက်ပြေးလိုက်လာအဲ့မှာဟန်ချက်ပြတ်သွားတာအဲ့အချိန်မှာကျွန်တော်ထင်တဲ့အတိုင်းပေါ့နော်ဟိုဟိုဘက်ကခဲကင်နဲ့အိုစုကလည်းပြေးလာပြီးထုတ်တယ်အဲ့သူကလည်းထူတဲ့အချိန်နဲ့သူကအထက်ရောက်လာလေကျွန်တော်ကိုပြောလေစက္ကန့်ပိုင်းလေးမှာဟိုခဲနဲ့အနီးကပ်ပြည့်တဲ့သူက ။ခဲတဲ့အနီးကပြစ်တဲ့လူရောနောက်ကရဲတွေရောအကုန်လုံးအဲလုံးလေးပေါင်းပြီးပါပြီဒါကလည်းအဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုကကြတော့ဒါခုနကဦးပြောသလိုမျိုးပဲပေါ့ကျွန်တော်ဒါဖြစ်သွားတာလေးတွေကတော့ခဏလေးတွေပါပဲအဲအဲ့ညမှာတစ်ခုကျွန်တော်ထပ်ပြီးတော့စိတ်ဝင်စားမိတာလေးတစ်ခုကတော့သူကားပေါ်ကို ရောက်လာတယ်ရောက်လာတဲ့အချိန်မှာဦးခနာပြောသလိုပေါ့နော်ဒါဘယ်လက်လားညာလက်လားတော့မသိပေမဲ့ဦးနှစ်ပူးကိုဒါတနက်နဲ့ချိန်လာတယ်ဒါဘယ်လိုပဲဖြစ်ပေါ့နော်လူတယောက်အနေနဲ့ကတော့ကျွန်တော်တို့ဒါတနက်နဲ့ချိန်နေဆိုတာလူကတော့၆စိတ်ကတော့ရှိမှာပဲအဲ့ဒီအချိန်မှာဦးရဲ့စိတ်ခံစားချက်ကဘယ်လိုများရှိနေမလဲခင်ဗျကျွန်တော်ကဒီကားရက်လိုက်ပြီဆိုလေအခုတေလူလို့ပဲသဘောထားရတယ်ဘာမှကျွန်တော်မလုပ်တော့အေးဆေးပဲနေရတော့သူသူ့ဟာသူပြောသူဘယ်လိုလုပ်မလဲဒါပဲကျွန်တော်ကြည့်ရလာလေဒါကျွန်တော်ကန်တရားပဲ ကျွန်တော်အဲ့တော့ငြင်းငြင်းတက်တက်ကလေးနေတယ်ကျွန်တော်လှုပ်လေသူပြင်ပြင်ပါလေကျွန်တော်အဲ့တော့ငြင်းငြင်းတက်တက်ကလေးကျွန်တော်နေရမယ်စီရင်လေးပေါ်လက်တင်ထားတယ်သူမေးတော့ဘူးကျွန်တော်မောင်းဆိုမမောင်းဘူးကွာဖယ်ဆိုတော့ကျွန်တော်ကပတ်ပတ်ထားတာသူဖယ်လို့တွန်းလို့လည်းမရဘူးခြေတော်တစ်ဖက်နဲ့တင်းတယ်အဲ့ဒီအချိန်လေးမှာကျွန်တော်ကိုအဲ့ကဲလေးအဖွဲပေါ်ဗျာရင်မောင်းနေနဲ့ရဲတပ်ဖွဲ့ကရောက်လာပြီးဝုန်းတိုင်းဆွဲချသွားတယ်ဒါပဲကျွန်တော်မြင်အဲ့ဒီအချိန်လေးဖြစ်ပြီးတော့ကျွန်တော်ဒါလေးစိတ် ရဲတပ်ဖွဲ့ CEO ဦးလိုက်သွားတယ်ပေါ့နော်ပြီးတော့ဦးဆက်ပြီးတော့လုကားတဲ့အခြေအနေလေးတွေဘာတွေများရှိခဲ့လဲပေါ့နော်ကျွန်တော်ဒါရဲတပ်ဖွဲ့ဦးကောက်ကိုစစ်ဆေးတာတို့တခြားဘာတွေများဆက်ရှိသေးလဲခင်ဗျ။တော့အဲ့ဒီအချိန်မှာတော့ကျွန်တော်ကောက်ကိုအဖွဲ့အစည်းတည်တည်ပေါ့နော်စားသုံးလုံးတို့ဒေစိတ်ထောင်းနှန်းရေးရေးတို့ဘာတို့ကဖုန်းကင်မရာတွေလာရိုက်တယ်ကားထဲမှာဖုန်းကြံမကြံလိုက်ဆက်တယ်အဲလိုက်ဆက်တယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့ဒီလိုပဲအနာကက်ကြည့်ရတာပေါ့ဘယ်ဖွဲ့ရပါလဲခင်ဗျာဘယ်ဖွဲ့ရပါလဲမေးရတာပေါ့ဟောမေးရပြီကျွန်တော်လည်းအမှ တချို့ရဲလေးနဲ့ကျွန်တော်ကထိုင်းနေရတောင်ဝင်ရှိတဲ့ရဲရရှိဒီကားကြီးတွေနဲ့လာပြီးကားတွေနဲ့လာကြပြီးတော့အဲ့မှာသူတို့စစ်စစ်မင်းမြန်စစ်စစ်မင်းမြန်သူတို့ပြီးတော့သူတို့နိုင်ဘယ်လောက်ကြာမလဲသူတို့ခေါ်သွားတယ်ခေါ်သွားပြီးတော့မှကျွန်တော်ကရဲတပ်ဖွဲ့ရဲ့တောင်ဝင်ရှိတဲ့လူနဲ့ကျွန်တော်တွေ့ပြီးတော့ကျွန်တော်ကဘယ်လိုလုပ်ရမလဲထားခဲ့ရမှာလားကျွန်တော်ပြန်ရမှာလားမေးတော့ခဏလေးပါကျွန်တော်စစ်ချက်ယူခြင်းကိုယူပြီးတော့ကျွန်တော်၈နာရီကျော်ကျော်လောက်ကိုကျွန်တော်ပြန်ထုတ်လိုက်တယ်ပြန်ထုတ်လိုက်တယ် ဟုတ်ကဲ့ဒါဖြစ်စင်မှာတော့ဦးကတော်တော်လေးထိခိုက်သွားတယ်နော်ဟုတ်ကဲ့ပါခင်ဗျာဒါအောင်လဲကျွန်တော်ဒါ share ထဖို့ရပဲပြန်ပြီးတော့ခွင့်ကြီးပေးပြပါ යි ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါဦးအနေနဲ့ဆိုလို့ရှိရင်ဒီဖြစ်စင်ပေါ်မှာမိမိကိုယ်ကိုအနေနဲ့ရောဒါသင်ခန်းစာအနေနဲ့ဘယ်လိုမျိုးများရှာခဲ့တာရှိလဲနောက်ပြီးတော့ကျွန်တော်ဒီတခြားဒီအများပြည်သူတွေကိုရောပြောချင်တာလေးရှိရင်လည်းတစ်ချက်လောက်ပြောပြပါဦးခင်ဗျာ သင်္ကန်းစာအနေနဲ့ရတော့ညီလေးကနောက်ပြီဆိုတော့ရိုးရိုးရိုးဖြစ်ရင်တတိထားပေါ့ကိုကိုရိုးရိုးရိုးဖြစ်တဲ့နေရာမျိုးကြရင်ကိုတတိထားဘယ်လိုစင်ကျင်မို့နော်အခုလိုဟိုမသေးလားမစူးစမ်းမဲနဲ့ဖြည်းဖြည်းမောင်းပြီးတော့ကိုတိကျစိတ်နဲ့ပဲမလုံးနဲ့ပေါ့နော်ဒီနေ့စူးစမ်းပြီးတော့အဝေးကစူးစမ်းပြီးမှတော့တတိလေးတော့ပုံပြီးမြဲဖို့ကိုကကိုကိုတတိပေးနေရတော့တတိရှိရမယ်ဟိုအတိထားရမယ်တတိရှိရမယ်မြင်အောင်နော်ဟိုအခုဖြစ်စဉ်ပေါ်မှာလည်းဘယ်လိုလဲဆိုတော့ ီသူတွေရောဘာတွေရောပူပေါင်းဆောင်ရွက်တဲ့အနေမှာကျွန်တော်ကြီးအားရစရာကောင်းပါတယ်သူတို့ဒီလိုဆောင်ရွက်ပေးလို့လည်းဦးလေးဒီလိုအသက်ရှင်ရတာပေါ့နော်ဒါဦးလေးကံလေးကြီးရယ်ပေါ့ဒီလိုပေါ့တင်ချိန်မြောက်သေးလို့လည်းပြောအောင်ပေါ့ဒါပဲဒီလိုပြောရမှလည်းတကယ်လည်းအသက်နဲ့ရင်းပြီးတော့ဒီလုတ်ပေးတဲ့ကဲပေးတဲ့ဒီပြည်သူရဲတွေရောဒီဟိုကရင်မောင်းတွေရောဒါဟိုတောင်ရှိသူတွေရောဒါယူဝိုင်းဝန်းလုပ်လို့အသက်ရှင်နော်အတင်းဖို့ဆိုရင်ဦးပေါ်ရတယ်တိတ်ပြီးတွေးစရာမရှိဘူး เนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဟိုကเนาะဝိုင်းဝန်းဖမ်းပြီးတဲ့ပြည်သူရဲတွေရောဂျင်မောင်းတွေရောအဲအဲ့လိုပေါ့เนาะကျွန်တော်တို့အားလုံးတရားခံအောင်မိပြီးတော့ဟိုဆက်လက်ဆက်လက်ပြီးတော့ဒီတရားဥပဒေစိုးမိုးမှုဖြစ်လာအောင်ဟိုအေးအေးချမ်းချမ်းဖြစ်လာအောင်တရားခံတွေအားလုံးပြီးအောင်ဝိုင်းဝန်းဆောင်ရွက်ပေးတာနောက်လေအဲ့လိုမျိုးဆက်ရှိမယ်လို့လည်းယုံကြည်တယ်လေကိုယ်နိုင်ငံနိုင်ငံသားတွေဘယ်လိုဖြစ်လာမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးကျွန်တော်တို့ TV သတင်းဌာနကိုအချိန်ပေးပြီးတော့ဖြေချပေးတဲ့အတွက်အာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်